မင်္ဂလာပါသားတို့သမီးတို့ရေခြေကားတော့တတ္တမရန်ဇာလိတနဲ့ပြီးသူနိတိဘာသာရက်ကိုတင် जा ပေးမဲ့ဒီခြေခင်ဖြစ်ပါတယ်ဒီနေ့ဒီခြေပြောပြပေးမဲ့အကြောင်းအရာလေးကတော့အခန်းနှစ်အခွင့်အရေးနဲ့တာဝန်ရဲ့သင်ခန်းစာတစ်ဖြစ်တဲ့ကလေးသူငယ်များဤပညာသင်ယူခွင့်အခွင့်အရေးများအကြောင်းပဲဖြစ်ပါတယ်ဒီသင်ခန်းစာမှာဆိုလို့ရှိရင် အပီပီဆိုင်ရာကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ပါအခွင့်အရေးများကိုလေ့လာပြီးတော့အဆိုပါအခွင့်အရေးများနဲ့အညီနော်မိမိတို့ကျောင်းမှာရရှိတဲ့အခွင့်အရေးတွေအကြောင်းနော် တာဝန်ယူတတ်တဲ့ကျောင်းသားကောင်းဖြစ်လာနိုင်တဲ့နီလန်းများအကြောင်းအာကိုအာဒါပြုနိုင်သူတယောက်ရဲ့အရေးအသွေးများအကြောင်းဒီသင်ခန်းစာတွေကိုသင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့သင်ခန်းစာ1ကလေးသူငယ်များ၏ပညာသင်ယူခွင့်အခွင့်အရေးများ ကျောင်းနေရွယ်ကလေးသူငယ်တိုင်းအားကျောင်းသို့ရောက်ရှိရမယ်။ကျောင်းအားဘေးကင်းလုံခြုံသောပတ်ဝန်းကျင်ကောင်းဖြစ်ရမယ်။သို့မှသာအေးချမ်းစွာပညာသင်နိုင်မှာဖြစ်တယ်။ဒိဗေဖွင့်ဆိုချက်ကလေးသူငယ်ကလေးသူငယ်ဆိုတာကအသက်၁၈နှစ်မပြည့်သေးသူကိုဆိုလိုရပါတယ်။၂၀၁၉ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေမှာဖော်ပြထားပါတယ်။ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂညီလာခံသဘောတူစာချုပ်မှာပါရှိတဲ့ပညာသင်ကြားရေးဆိုင်ရာအခွင့်အရေးများအကြောင်းကိုချဲလို့ဆက်ပြီးတော့လေ့လာလိုက်ကြရအောင်။အပိုင်း28မှာပါဝင်တဲ့အကြောင်းလေးနော်။၁ပါဝင်ဘက်နိုင်ငံများသည်ကလေးသူငယ်ပညာသင်ကြားမှုအခွင့်အရေးကိုအတိအမှတ်ပြုသည်။ထို့ပြင်ဤအခွင့်အရေးကိုတဆင့်ပြီးတဆင့်ဖြစ်မြောက်ရရှိစေရန်ရှေ့ရှုလျက် ညီမြတော်လုတ်ပိုင်ခွင့်များကိုအခြေခံ၍၎င်းတို့အနေဖြင့်အထူးသဖြင့်ကာကြီးမူလာတန်းပညာသင်ကြားရေးကိုမတင်မနေရဖြစ်ပြီးလူတိုင်းလူတိုင်းအဖို့အခမဲ့ဖြစ်စေရန်ခါဝေးအထွေထွေနှင့်အသက်မွေးဝမ်းကြောင်းပညာရေးအပါအဝင်အလေတန်းပညာသင်ယူမှုအမျိုးမျိုးကိုတိုးတက်ဖွံ့ဖြိုးစေရန်အားပေးမြင့်တင်ပြီး၎င်းတို့ကို ကလေးသူငယ်တိုင်းအဖို့အကျိုးရှိစေ၍ရရှိနိုင်ရန်လှုံ့ဆော်ခြင်း ထို့ပြင်အခမဲ့ပညာသင်ကြားမှုစတင်စီမံခြင်းနှင့်လိုအပ်သည့်ကိစ္စတွင်ငွေကြေးကူညီပံ့ပိုးမှုပေးကမ်းခြင်းအစရှိတဲ့တင့်တော်တဲ့စီမံမှုများပြုလုပ်ဆောင်ရွက်ရန်ကားငယ်အစ်မြင့်ပညာသင်ကြားမှုကိုအရေးအချင်းပေါ်မူတည်၍အားလုံးသောမြည်သူမဆိုးအဖို့ရရှိနိုင်ရန်တင့်တော်သောနည်းစနစ်များဖြင့်အသုံးပြု၍ဆောင်ရွက်ရန်ဂါကြီးပညာရေးဆိုင်ရာအ သက်မွေးဝမ်းကြောင်းဆိုင်ရာ သတင်းများနှင့်လမ်းညွန်မှုများကို ကလေးသူငယ်တိုင်းအတွက်အကျိုးရှိ၍ရရှိနိုင်ရန်ဆောင်ရွက်ပေးရန်ငါကြောင်းများတွင်ကြောင်းမှန်မှန်တက်ရန်နှင့် အားပေးချီးမြှောက်၍ကြောင်းထွက်နှုံးများညော်နေစေရန်စီမံမှုများပြုလုပ်ဆောင်ရွက်ရန်လို့ဖြစ်ပါတယ်။ကဲနောက်ထပ်ကျေတို့နောက်ထပ်အကြောင်းအရာလေးတစ်ခုကိုဆက်ပြီးလေ့လာလိုက်ကြရအောင်။ကြောင်းသွားကြမယ်နီနီရဲ့တဲ့။ မြတ်မြတ်ခင်ခင်တဲ့နီနီတို့ကအလွန်ချစ်ခင်ကြတဲ့အတန်းပေါ်တငယ်ချင်း၃ယောက်ဖြစ်တယ်။ငငယ်ကလေးကတကြောင်နဲ့တဒန်းနဲ့နေလာကြတဲ့အတွက်ရင်းရင်းနှီးနှီးရှိကြတယ်။စတ္တမာရန်အောင်မြင်ပြီးတဲ့အခါမှာသူတို့တငယ်ချင်း၃ယောက်ကတတ္တမာရန်ကိုအတူတူတက်ကြတယ်။ကျောင်းတက်ရဲ့ကြာလာတာနဲ့အမျှစာတင်ချိန်တွေမှာနီနီကအိမ်ငိုက်လေးရှိလာပြီးတော့တခါတရံမှာငေးငိုက်နေတတ်တယ်။ဆရာစာမေးလို့ရှိရင်လည်းမဖြေနိုင်တာကများတယ်။ နီနီမဖြေနိုင်တဲ့အတွက်ကြောင်းတရမှာကိုရှက်လာပြီးတော့ကြောင်းတို့မသွားတော့ပါဘူးအဲ့ဒီခါမှာနီနီကိုစိုးရိမ်စိမ့်နဲ့မြက်မြက်နဲ့ခင်ခင်တို့ဟာနီနီအိမ်ကိုလိုက်သွားကြတယ်နီနီကိုမေးတဲ့အခါမှာသူ့အဖေကနေမကောင်းဖြစ်ပြီးတော့အိရာလည်းလဲပြီးတော့မထနိုင်ဘူးအမေကလည်းဈေးထွက်ရောင်းနေရတယ်အမေဈေးရောက်ရတော့ငွေဖြင့်เนาะအဖြစ်ဈေးဘူးသာမကဘူးမိသားစုစားစိတ်ပါမလောက်ငားတဲ့အတွက်ကြောင့်ညဘက်မှာစပယ်ပန်းရောင်းနေရကြောင် ညဘက်အေးပြက်တဲ့အတွက်စာများကိုလည်းမလေ့လာနိုင်ကြအောင်เนาะအတန်းထဲမှာအိမ်ငိုက်နေကြအောင်ကို မကွယ်မဝှက်ပဲပြောပြပါတယ်။မောင်လေးနဲ့ညီမလေးကလည်းကြောင်းတက်နေရတဲ့အတွက်သူတို့ကိုဥစားပေးတဲ့အနေနဲ့သူဒီနေ့ကြောင်းမတက်နိုင် တော့ကြအောင်ပြောပြတယ်။တငယ်ချင်းနှစ်ယောက်ကစိတ်မကောင်းဖြစ်လာပြီးတော့ပြန်လာပြီးတော့နီနီကိုဘလို့ကူညီရမလဲကိုတိုင်ပင်ကြတယ်။နောက်တစ်နေ့မှာမြမြနဲ့ခင်ခင်တို့ဟာနီနီရဲ့အခက်ခဲကို အတန်းပိုင်ဆရာမထံကိုသွားပြီးတော့အကျိုးကြောင်းပြောပြလိုက်တဲ့အခါမှာတော့ကျေတို့အရာလေးကိုမိကွန်းလေးတွေအနေနဲ့ဆက်ပြီးတော့ဆွေးနွေးလိုက်ကြရအောင်နော်။ကဲကျေတို့ဒီစာပိုင်လေးနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲဗားလေးတွေဖြစ်လာမလဲဆိုတာကိုမိကွန်းလေးတွေနဲ့ဆက်ပြီးတော့ဆွေးနွေးလိုက်ကြရအောင်နော်။ကာကြီးအတန်းပိုင်ဆရာမကမိတို့ဆောင်ရွက်ပေးနိုင်ပြီဟုတင်ထင်ပါသည်။အတန်းပိုင်ဆရာမကနီနီကိုခေါ်တွေ့ပြီးတော့ဖြည့်ရှင်းနိုင်တဲ့နီလန်းနေ ိုပြောပြပြီးတော့ပြောဖြည့်ချင်းနဲ့နီးလန်းတွေကိုပြောပြမယ်เนาะညဘက်မိန်းကလေးစပယ်ပန်းရောင်းထွက်ရတာက အန္တရာယ်များတယ်ចောင်းပိတ်ရဲ့เนาะရောင်းကျင်တယ်ဆိုလို့ရှိရင်လည်းចောင်းပိတ်ရဲ့စနေတင်းတွေမနေ့ပိုင်းမှာသာရောင်းဖို့ပြောမယ်လိုအပ်တဲ့เนาะစာအုပ်ခဲတန်းဘောပင်ပေဒံစာတွေကိုတူတာဝင်ယူမယ်လွတ်သွားတဲ့သင်ခန်းစာတွေကိုလည်းမြန်မြန်နဲ့ခင်ခင်တို့ကိုကုခိုင်းမယ်ဆီယာမအနေနဲ့တစ်ဖက်တစ်လမ်းကူညီမယ်နောက်အချိုးအချောင်းတွေကိုလည်းကျောင်းအုပ်ကို ကျောင်းအုပ်ကြီးကိုပြောပြမယ်လို့ထင်ပါတယ်။ခါခွေကျောင်းအုပ်ကြီးအနေနဲ့ကတော့မြည်စုကူညီဆောင်ရွက်ပေးနိုင်မည်ဟုထင်ပါသည်။ကျောင်းအုပ်ကြီးအနေနဲ့ကလည်းနီနီရဲ့မိဘတွေကိုတွားရောက်တွေ့ဆုံမယ်၊အကျိုးအကြောင်းတွေမေးမြန်းမယ်နော်။မိဘဆရာအသင်းကိုအကူအညီတောင်းမယ်လို့ထင်ပါတယ်။ကျောင်းကျိုးတော်ဆောင်အဖွဲ့ကနေပြီးတော့မိဘဆရာအသင်းအစည်းအဝေးခေါ်ပြီးတော့စင်းနွမ်းပါသူတွေအတွက်ငွေကြေးထောက်ပံ့ရန်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ကငယ် ရက်ရွာအဖွဲ့အစည်းများကမြေသို့ကူညီဆောင်ရွက်ပေးနိုင်မည်ဟုထင်မှသည်နီရက်ရွာအဖွဲ့အစည်းတွေကလည်းငွေကြေးတွေကိုစံစီစားနောက်စသည်တို့ကိုထောက်ပံ့ပေးပါမယ်ရက်ရွာအဖွဲ့အစည်းများကလည်းငွေကြေးစံစီစားစသည်တို့ကိုထောက်ပံ့ပေးမည်ဟုထင်ပါတယ်။ယနေ့ခေတ်ရက်ရွာအခြေပြုအဖွဲ့အစည်းတွေဟာဆိုလို့ရှိရင်ဒီလိုစင်းရဲနှုံးပွားသူတွေကိုဒီလိုအထောက်ပံ့နေပေးနေခြင်းဖြစ်ပါတယ်။ဂါကြီးလူမှုရေးအသင်းအဖွဲ့များကမြည်သို့ကူညီဆောင်ရွက်ပေးနိုင်မည်ဟုထင်မှသည်။ လူမှုရေးအဖွဲ့အစည်းတွေအရဆိုလို့ရှိရင်နီနီရဲ့အဖေကို စေကူတာမှုပေးမယ်အမေကိုကြတော့ငွေကြေးအရင်းနှီးတွေထုတ်ပေးပြီးတော့ပံ့ပိုးကူညီမယ်နောက်ပြီးတော့ကျောင်းနေအရွယ်ကလေးတွေဖြစ်တဲ့နီနီတို့မောင်နှမ၃ယောက်ကိုကျောင်းဆက်တက်နိုင်အောင်ကူညီဆောင်ရွက်ပေးမယ်လို့ထင်ပါတယ်။ငါနီနီပညာသင်ယူခွင့်ဆုံးရှုံးနိုင်သည်ဟုထင်ပါသလားအဖေကြောင့်နီး နီနီပညာသင်ယူခွင့်မဆုံးရှုံးနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့နီနီတို့မိသားစုရဲ့အခက်အခဲတွေကိုနီနီတငယ်ချင်းတွေအတန်းပိုင်ဆရာမတွေကျောင်းဝန်ကြီးတွေဟိုကျောင်းကျိုးတော်ဆောင်အဖွဲ့တွေနောက်ရက်ရွာအဖွဲ့အစည်းတွေလူမှုရေးအသင်းအဖွဲ့တွေကနေပြီးတော့ဝိုင်းဝန်းကူညီဖြည့်ရှင်းပေးမှဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။စလုံးတင်သည်နီနီကိုမြည်သို့ကူညီပေးနိုင်သည်။ ညီနီကိုကျောင်းစာတွေဝိုင်းပြီးတော့ကူပေးမယ်စာမရလို့ရှိရင်လည်းစာတွေရှင်းပြပေးမယ်ရတဲ့အမှုဘိုးလေးနဲ့လည်းတတ်နိုင်သလောက်ညီနီကိုအကူအညီပေးပါမယ်။ကဲဒီချေတို့ဆက်ပြီးတော့ဖြစ်ရက်ကလေးနဲ့လေ့လာလိုက်ကြရအောင်။ဖြစ်ရက်၁ရွာသားရရွာမှာနေထိုင်တဲ့ယူယူဟာတတ္တမတန်းကျောင်းသူတယောက်ဖြစ်ပါလေ။သူတို့ရွာမှာအလေတန်းကျောင်းမရှိတဲ့အတွက်အခြားရွာသို့သွားပြီးတော့ကျောင်းတက်ရပါလေ။ အဲတခုတော့ညက်နေကင်းမှာကျောင်းကနေပြီးတော့စပိန်စီးပြီးပြန်လာတဲ့အခါမှာစပိန်လဲပြီး6တော့ကျိုးသွားတယ်။မကြခင်အချိန်မှာစာမေးပွဲရတယ်ဖြေရတော့မှဖြစ်တယ်။ယူယူကျောင်းသွားဖို့အခက်ခဲဖြစ်နေတော့တယ်ဖြစ်နေပါတော့တယ်နော်။အဲအဲ့ဒါဆိုလို့ရှိရင်မိခွန်းလေးရဲ့အခြေလို့ဆက်ပြီးတော့ဒီလာရအောင်နော်။တင်တို့တီးတဲ့ယူယူကိုမိတို့အကူညီပေးနိုင်သည်ဟုထင်ပါသည်။အဲယူယူကိုသွားပြီးတော့စာရီကူးပေးမယ်စာရီရှင်းပြပေးမယ်6တော့ကျိုးနေတဲ့တငယ်ချင်း ်ချီကိုသွားပြီးတော့မကြာခဏအားပေးစကားပြောကြမယ်အတန်းပိုင်ဆရာကမြည်တို့ကူညီပေးနိုင်သည်ဟုထင်ပါသည်အဲအတန်းပိုင်ဆရာကတော့ယူယူထံသွားပြီးတော့အားပေးစကားပြောမယ်သင်္ကန်းစာတွေရှင်းပြပေးမယ်လိုအပ်တဲ့စာတွေကိုတငယ်ချင်းတွေကိုကူခိုင်းပြီးပြီးတော့အိမ်ကိုပို့ခိုင်းပေးမယ်ကျောင်းကိုမလာဘဲနဲ့အိမ်မှာနေလို့အိမ်မှာနေပြီးတော့စာကျက်လို့ရအောင်လုပ်ပေးမယ်စာတွေချက်ခိုင်းမယ်ကျောင်းဦးကြီးကိုလည်းအကျိုးအကြောင်းပြောပြပေးမယ်လို့ထင်ပါတယ်ကျောင်းဦးဆရာမကြီးက မြည်စို့အကူအညီပေးနိုင်ပါသနည်း။ကျောင်းအုပ်ဆရာမကြီးကတော့အပိစကားပြောကြမယ်။စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ရန်အကူအညီပေးမယ်လို့ထင်ပါတယ်။ယူယူကစာမေးပွဲဖြေဆိုခွင့်ထိခိုက်နိုင်မှာသာလားအဖဲချောင်းနည်း။ယူယူကစာမေးပွဲဖြေဆိုခွင့်မထိခိုက်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အတန်းပိုင်ဆရာမနဲ့တငယ်ချင်းတွေကဟိုစာရီနောက်ကျသွားတဲ့စာရီအတွက်အကူအညီပေးတယ်။ကျောင်းအုပ်ဆရာမကြီးကလည်းစာမေးပွဲဝင်ရောက်ဖြေဆိုဖို့အတွက်အကူအညီပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကဲကျေလို့ဖြစ်ရနှစ်ကလေးကိုဆက်လေ့လာလိုက်ကြရအောင်နော်။ ထမ်းပင်ကုန်းကျေးရွာမှာနေထိုင်နေတဲ့ဇော်ဇော်တို့မိသားစုဟာလေယာလုပ်ငန်းကိုလုပ်ကင်ပြီးတော့အသက်မွေးဝမ်းကြောင်းပြုကြရပါတယ်ဇော်ဇော်ဟာတတမရန်မှာပညာသင်ယူနေပါတယ်သူကအင်ဂျင်နီယာကြီးတယောက်ဖြစ်ချင်ပါတယ်နော်သူ့ရဲ့ဖခင်ကနာရာရှိယောဂတဲ့တူဖြစ်၍တည်ဆုံးသွားခဲ့ပါတယ်။ဇော်ဇော်ဟာသားအကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်မိသားစုဝင်တွေကလေယာလုပ်ငန်းမှာဦးစီးလုပ်ကင်စီလိုပါတယ်။ကဲဒါဆိုလည်းဒီဖြစ်ရည်နဲ့ ပတ်သက်ပြီးချင်းတို့မိကွန်းလေးနဲ့ဆက်ပြီးတော့ဆွေးနွေးရအောင်နော်။တင်တို့ဒီဇော်ဇော့ကိုမြည်စို့အကူညီပေးနိုင်သနည်း။ဇော်ဇော့ကြောင်းဆက်တက်နိုင်မှုအတွက်အကူညီပေးပါမယ်။ကြောင်းပြက်ရက်တွေအတွက်မမီလိုက်တဲ့စားတွေကိုကူးပေးမယ်။စားတွေရှင်းပြပေးမယ်။ရတဲ့မုတ်ဘိုးလေးနဲ့လည်းဇော်ဇော့ကိုတငယ်ချင်းတွေတက်နိုင်သလောက်အကူညီပေးပါပေါ့။အတန်းပိုင်ဆီယာမားကမြည်စို့အကူညီပေးနိုင်ပါသနည်း။အဲအတန်းပိုင်ဆီယာမားကလည်းဇော်ဇော့ကို ဖြည့်ရှင်းနိုင်တဲ့ကုညီနိုင်တဲ့နည်းလမ်းတွေကိုပြောပြမယ်เนาะဇောဇောဝါသနာပါတဲ့ engineer တယောက်ဖြစ်အောင်လို့တစ်ဖက်တစ်လမ်းအနေအကူအညီပေးမယ်ဇောဇောဟာငယ်သေးတဲ့အတွက်ကြောင့်လေယာဉ်လုပ်ငန်းကိုဦးစီးဖို့မဖြစ်နိုင်သေးတဲ့အကြောင်းပြောပြမယ်ကျောင်းအားတဲ့အချိန်မှသာလေလဲမှာသွားပြီးတော့အကူအညီပေးတဲ့နော်ကျောင်းဆက်တက်ဖို့လိုအပ်တဲ့အကူအညီတွေကိုအကူအညီပေးမယ်လို့ထင်ပါတယ်ကျောင်းဆရာကြီးကရောမိစုအကူအညီပေးနိုင်ပါသနည်း ကျောင်းဆရာကြီးကဇောရဲ့မိသားစုမိသားစုများမိခင်ကိုသွားပြီးတော့သွားရောက်တွေ့ဆုံပြီးတော့အကျိုးကြောင်းမင်းမယ်ပညာရေးကိုအားမလျှော်ဘဲနဲ့ကျောင်းဆက်တက်စေခြင်းနဲ့เนาะကျောင်းဆက်တက်နိုင်မှုအတွက်ကိုလည်းမိဘဆရာအတင်းရနေပြီးတော့ကျောင်းကျိုးတော်ဆောင်အဖွဲ့တွေကိုအကူအညီတောင်းပြီးတော့ကူညီပါမယ်ရရွာအဖွဲ့အစည်းများကရောမိတို့အကူအညီပေးနိုင်ပါသနည်း ရရအဖွဲ့အစည်းများဆိုလို့ရှိရင်လည်းဇော်ဇော်ကြောင်းဆက်တက်နိုင်မှုတွေလေယာဉ်လုပ်ငန်းတွေမှာသူတို့ရဲ့လုပ်အားနဲ့အကူအညီပေးမယ်။နောက်ပြီးတော့ငွေကြေးအထောက်ပံ့အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေနဲ့လည်းဆက်သွယ်လို့ရအောင်အကူအညီပေးမှာဖြစ်ပါတယ်။ဇော်ဇော်ကပညာသင်ယူခွင့်ဆုံးရှုံးနိုင်မှာသလားတဲ့ဘဲချောင်းနေ။ဇော်ဇော်ပညာသင်ယူခွင့်မဆုံးရှုံးနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့တငယ်ချင်းတွေတန်းပိုင်ဆရာမတွေကျောင်းဆရာကြီးတွေရက်ရွာ ဖွဲ့အစည်းတွေကသူ့ရဲ့အခက်အခဲတွေကိုဝိုင်းဝန်းကူညီဖြေရှင်းပေးတဲ့ကြောင့်သူ့ပညာဆက်လက်ပြီးတော့သင်ကြားနိုင်မှာဖြစ်ပါတယ်။ကဲဒီကျေတို့ကျောင်းသုံးစာအုပ်စာမျက်နှာ25မှာပါတဲ့အောက်ပါတို့ကိုဆွေးနွေးပါတွေကိုဆက်လက်လာကြရအောင်။ကျောင်းသားများသည်ကျောင်းမှပညာသင်ယူခွင့်နှင့်ဆိုင်သောမြည်သည့်အခွင့်အရေးများကိုရရှိသနည်းတဲ့။အောက်ပါပုံတွေဖြစ်ဆက်ပါတဲ့နော်။ဒီပုံလေးမှာတော့ကျောင်းမှရရှိသောအခွင့်အရေးများမှာအေဂျင့်စွာပညာသင်ယူခွင့်နဲ့ဒန်းတူ ပညာသင်ကြားခွင့်ဆိုပြီးပြောပါလေခြေလိုကျန်တာလေးကိုဆက်ပြီးတော့ဖြည့်ဆွဲကြည့်ကြရအောင်เนาะဘာလို့ရှိမလဲဒန်းသူညီများမှုရရှိခွင့်လုံခြုံစွာပညာသင်ယူခွင့်ရည်မှန်းချက်အတွက်စ조사ခွင့်เนาะလွတ်လပ်စွာဆွေးနွေးခွင့်အခမဲ့ပညာသင်ယူခွင့်ចောင်းကိစ္စရက်တွေမှာပူးပေါင်းဆောင်ရွက်ခွင့်เนาะဒီပုံလေးမှာဒါလေးဆက်ပြီးတော့ဖြည့်ဆွဲကြည့်ကြရအောင် ကဲဆက်ပြီးတော့အเจ้าမှရရှိတဲ့အခွင့်အရေးတွေနဲ့ရယူခန်းစားတဲ့အညီထမ်းဆောင်တဲ့တာဝန်တွေကိုဒီဇာတ်လေးမှာရှင်တွဲဖော်ပြပါတဲ့ကဲခုနကတော့ကျေလို့ရရှိထားတဲ့အခွင့်အရေးတွေနဲ့တာဝန်လေးတွေကိုဆက်ပြီးတော့ဖြည့်ဆွက်ကြည့်ကြရအောင်နော်အေဂျင့်စွာပညာသင်ယူခွင့်အဲအေဂျင့်စွာပညာသင်ယူခွင့်ဆိုရင်ဘာတာဝန်ရှိလဲကျောင်းသားချင်းချင်းချစ်ခင်စွာနေထိုင်ရပါမယ်လုံခြုံအေဂျင့်စွာပညာသင်ယူခွင့်ကျောင်းမှန်မှန်တက်ရမယ်စာကြိုးစားရမ အခုတန်ရှင်းသောကျောင်းပဝင်းကျင်တွင်ပညာသင်ယူခွင့်အမိုက်တွေကိုသတ်မှတ်ထားတဲ့နေရာတွေမှာစည်းကမ်းတကျဆွန့်ပြရပါမယ်။ကျမ်းမာရေးစောင့်ရှောက်မှုရရှိခွင့်မိမိရဲ့ကျမ်းမာရေးကိုဂရုစိုက်ရပါမယ်။သင်ခန်းစာနှင့်ပတ်သက်၍သိလိုသည့်များကိုလွတ်လပ်စွာဆွေးနွေးမေးမြန်းခွင့်ဆရာဆရာမတွေရဲ့သင်ကြားပြသမှုတွေကိုဂရုတစိုက်နားထောင်ရမယ်။စာမှန်မှန်ကြည့်ရမယ်။လေ့ကျင့်ခန်းတွေမှန်မှန်ပြုလုပ်ရမယ်။ ကဲကျွန်တော်ဆက်ပြီးတော့မိကွန်းလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်လိုက်ကြရအောင်မိမိတို့ပါဝင်ခြင်းတွင်ကြောင်းမနေနိုင်သောကလေးများရှိပါသလားတဲ့အဖေကြောင့်ကြောင်းမနေနိုင်ကြသည်ထို့သူတို့အတွက်ပညာသင်ယူခွင့်မဆုံးရှုံးစေရန်မိစို့ကူညီပံ့ပိုးပေးနိုင်ပါသည်ပါဝင်ခြင်းမှာဆိုရင်ကြောင်းမနေနိုင်တဲ့ကလေးတွေရှိပါတယ်နော်အိမ်ရဲ့မိသားစုစီးပွားရေးမပြေလည်တဲ့ကလေးတွေ အုတ်ထင်းသူမရှိတဲ့ကလေးတွေဒီကလေးတွေအတွက်ဆိုလို့ရှိရင်ပညာသင်ယူခွင့်တွေဆုံးရှုံးနေတယ်။အဲသူတို့တွေပညာသင်ယူခွင့်မဆုံးရှုံးစေရန်အတွက်မိဘဆရာအသင်းတွေရက်ရွာအဖွဲ့အစည်းတွေရတယ်ပြီးတော့အကူအညီရရှိပြီးတော့ကူညီပံ့ပိုးပေးနိုင်ပါတယ်။ကျောင်းမနေနိုင်သောကလေးများကျောင်းရောက်ရှိရေးအတွက်ကူညီပံ့ပိုးပေးနိုင်မယ့်နည်းလမ်းတွေကိုဆွေးနွေးဖော်ထုတ်ပါကျောင်းမနေနိုင်တဲ့ကလေးများအတွက်ကျောင်းရောက်ရှိရေးအတွက်ဆိုလို့ရှိရင်ဆရာဆရာမတွေက ကျောင်းအကျိုးတော်ဆောင်အဖွဲ့တွေနဲ့မိဘတွေတွေ့ဆုံပြီးတော့အကျိုးကျောင်းတွေမေးမယ်အသိပညာပေးတွေပြုလုပ်ပြီးတော့ရှင်းပြမယ်ကျောင်းဦးကြီးကိုလည်းပြောပြမယ်ကျောင်းဦးကြီးကလည်းမိဘဆရာအသင်းတွေရက်ရွာအဖွဲ့အစည်းတွေရဲ့ငွေကြေးအထောက်ပံ့ပေးနိုင်မဲ့အဖွဲ့အစည်းတွေကိုအကူအညီတောင်းခံနိုင်မဲ့နီလန်းတွေကိုကိုယ်တိုင်လည်းပါဝင်အကူအညီများတောင်းခံပေးခြင်းစတဲ့နီလန်းတွေနဲ့ကျောင်းမနေနိုင်တဲ့ကလေးတွေကျောင်းရောက်ရှိရေးအတွက်ကူညီပံ့ပိုးပေးနိုင်မယ်လို့ဆွေးနွေးဖော်ထုတ်လိုက်ပါတယ်။ ကဲဒီသင်္ကန်းစာနဲ့ပတ်သက်ပြီးတော့အဓိကချက်ကလေးတွေကိုကျွန်တော်ဆက်ပြီးလေ့လာလိုက်ရအောင်ကလေးသူငယ်တိုင်းကအခြေခံပညာအဆင့်များမှာပညာသင်ယူခွင့်ရှိတယ်။ကျောင်းမနေနိုင်တဲ့ကလေးတွေရှိနေလို့ရှိရင်လည်းထိုကလေးတွေအတွက်ကျောင်းနေနိုင်တဲ့အခွင့်အရေးများကိုဖန်တီးပေးရမယ်။ဒီနေ့တစ်ချက်ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အခန်းနှစ်အခွင့်အရေးနဲ့တာဝန်ရဲ့သင်ခန်းစာတစ်ဖြစ်တဲ့ကလေးသူငယ်များ၏ပညာသင်ယူခွင့်အခွင့်အရေးများအကြောင်းပဲဖြစ်ပါတယ်။ ကျောင်းနေရွယ်ကလေးတိုင်းကျောင်းသို့ရောက်ရှိပြီးပညာသင်ယူစီးပူးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီနေ့တချဲတင် जा ပေးခဲ့တဲ့သင်ခန်းစာတွေကိုသားတို့သမီးတို့လည်းနားလည်သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာကျေတို့ပြန်တွေ့ကြမယ်နော်။